နောက်ပိုင်းဖုန်းတွေမှာ privacy ဘိုင်းနဲ့ပတ်သက်ပြီးတော့မှအလေးထားလာကြအောင်တွေ့ရတယ်။ iPhone မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဖုန်းကိုသူများကောက်ခံလိုက်ပြီးသွားနေ auto ပုံရိုက်တာမျိုးတွေပါတယ်လုံးလို့ရတယ်။ဒါကပင်းအင်မပါဘူးဆိုပေမဲ့တုံးချင်ရင် shortcut တွေပါထည့်ပြီးတော့တုံးလို့ရတယ်။နောက်တစ်ခု accessory မှာဆိုလို့ရှိရင်လည်း viral privacy မှန်ကပ်လိုမျိုးလည်းကပ်ပြီးတော့တုံးလို့ရတယ်။သူကဘလို့လုပ်ပြရလဲဆိုတော့ဘေးတောင်ကြည့်ရခါမှာမမြင်ရနိုင်တဲ့ security guard လို့ပုံစံမျိုးလုပ်ပေးထားတာကဘေးကနေကြည့်ရင်မမြင်ရဘူးဆိုပေမဲ့အနောက်ကနေတန်းတန်းကြည့်ရင်တော့မြင်ရတာလေ။ ကြုံရတယ်။စကရင်ကိုနောက်ဆုံးဒီအလင်းတင်လိုက်တဲ့အနေအထားမျိုးမှာဆိုရင်ဘေးကနေလှမ်းပြီးကြည့်ရဆိုရင်လည်းစကရင်ကအမုံဆိုတော့မြင်ရရပါလေကြုံရတယ်။ဒီလိုပြဿနာမျိုးဖြေရှင်းပေးတာကတော့ Huawei ရဲ့ feature ဖြေရှင်းပေးလိုက်တာ။အခုနောက်ဆုံးထွက်ထားတဲ့ Huawei Pure 80 Ultra မှာဆိုလို့ရှိရင်ဘေးကလူကကိုယ်ဖုန်ချောင်းကြည့်လိုက်တဲ့အခါမှာတမ်းပြီးတိနိုင်တဲ့ Snip Pick Production ပါလာတာပါ။ဒါကပဝင်းကျင်ကိုစင်စားနေဒီတက်လုတ်ပေးပြီးရောမှာနိုဒီဘာပြပေးတဲ့ပုံစံမျိုးတာမန်ရကြည့်မယ်ဆိုရင်တော့မိုက်တယ်ဘောပါညာလို့တော့ထင်ရနိုင်တယ် တကယ်တမ်းပြန်တွေးကြည့်မယ်ဆိုတော့နည်းနည်းတော့ကြောက်ဖို့ကောင်းတယ်ကို့ဖုန်ကိုဘယ်ချိန်မှဘသူကချောင်းကြည့်နေမလဲဆိုတာဘသူမှမသိနိုင်ဘူးကွာဒီလိုသိနိုင်မှုဆိုတာလေအမြဲတမ်းစကန်ဖတ်နေဖို့လိုတယ်အဲ့ဒါကြောင့်မှပဲကို့ဖုန်ကိုဘသူကချောင်းကြည့်နေမလဲဆိုတာကိုအမြဲတမ်းတမ်းပြီးသိနိုင်မှာဒီလိုမျိုးအမြဲတမ်းဒီတက်လုံနေတော့ကိုယ့်ရဲ့ privacy တော့ပါထက်ထွက်ဖို့တော့လုံနေပြီသူများချောင်းကြည့်တာမခံရခင်မှာကင်မရာနေပြီးတော့မှသူအရင်ဆုံးစောင့်ကြည့်နေမှာကိုကိုရိုင်းပထမအောင်ဆုံးဖြစ်နေမှာဒီ data တွေကရောဘယ်ကိုရအောင်မှာလဲဘယ်မှာတင်ထားမှာလဲဆိုတာလေဘယ်သူမှမသိနိုင်အောင်ကွာ နောက်တစ်ခု China မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့နှောင့်ဝတ်တွေအကုန်လုံးကိုအစိုးရကပဲထိန်းချုပ်ထားတာအဲ့ဒါအလဲနည်းနည်းပို့ပြီးကြောက်ဖို့ကောင်းတယ်တော်တော်များများကကိုယ့်ရဲ့ memory တွေကိုဖုန်းထဲမှာပဲတင်ထားကြတာများတယ်နောက်ပြီးတော့ကိုယ့်ရဲ့ privacy ဘိုင်းနဲ့ပတ်သက်ပြီးတော့မှနှီးမျိုးမျိုးနဲ့ဟက်ခံရရင်လည်းကြုံမှုမှာပါအဲ့လိုကြုံလာတဲ့အနေထားမှာဆိုရင်ရောဘယ်လိုမျိုးဖြေရှင်းကြလဲတကယ်ရောကိုယ့်ရဲ့ privacy က safe ဖြစ်ရလားဆိုတာကိုခေါင်းပေါ်မှာပြောသားပေးပါဦး right ပါ serious video